ကိုယ်စိတ်ထဲမှာဘာကလေးများမြဲတမ်းရှိနေရအောင်လုံးဖြစ်မလဲတဲ့အဲ့ဒီမိဂုံကိုမြတ်စွာဘုရားဘယ်လိုဖြေပြလဲဆိုတော့တတ္တာတာတုပဋိဋ္ဌိတာတတ္တာယုံကြည်မှုတတ္တာတရားတိပဋိဋ္ဌိတာကိုယ်စိတ်တန်တမှာအမြဲတည်နေလို့ရှိရင်တာတုအဲ့ဒါအလွန်ကောင်းနေတယ်ဟောစိတ်ထဲမှာအမြဲတမ်းရှိနေတဲ့အရာကတော့တတ္တာတရားလို့ဆိုတဲ့ယုံကြည်မှုပဲတဲ့ဒီနေ့မှာတရားတရားရဲ့အတိအပယ်ကိုပြည်သူတို့အလုံးနားလည်ထားပြီးသားနော် တရားတရားဆိုတာဘာကိုပြောရလဲယုံကြည်ဖို့အခုယုံကြည်တာတော့လို့မေးရင်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့တကယ်ရှိတဲ့စစ်မှန်တဲ့ဂုဏ်ကိုယုံကြည်တာနောက်ပြီးတော့ကံကံရဲ့အကျိုးကိုယုံကြည်တာလေ့ကျင့်တော့တူကိုကိုတဲ့မြတ်စွာဘုရားသည်လောဘဒေါသမောဟကိတ္တခတိငြိမ်းတော်မူတဲ့တရားလုံးစုံကိုတည်တော်မူတဲ့အစကြီးရှိသဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်ကြီးအကျိုးကိုယုံကြည်လို့ရှိရင်ဒါမှလည်းတရားတရား သူတော်ကောင်းတရားတည်ကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်အမျိုးမျိုးသောချမ်းသာဒုက္ခကိုဖြစ်ထွန်းစေတယ်လို့သူတော်ကောင်းတရားရဲ့စွန့်ရည်တတ္တိကိုယုံကြည်မယ်ဆိုရင်ဒါပါလေတရားတရားကိလေသာတွေကိုသူ့အရှင်နဲ့သူအမြင့်ပြတ်ပေးရှာတော်မူကြတဲ့တန်ဃာတွေကိုအရိယာတန်ဃာလို့ခေါ်တယ်။အဲ့ဒီအရိယာတန်ဃာတို့တို့နဲ့တကွာသီလသမာဓိပညာနဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ဃာရှင်မြတ်တို့ရဲ့တကယ်ရှိတဲ့ဂုဏ်ကိုယုံကြည်မယ်ဆိုရင်ဒါပါလေတရားတရား နောက်ထပ်ယုံကြည်သေးယုံကြည်တတ်တဲ့အစစ်အမှန်တဘာဝတရားကြီးတစ်မျိုးရှိသေးတယ်။အဲ့ဒါကိုဒကာမတော်ငငယ်တဲ့ကစားမှတ်သားခဲ့ပြီးသားကောင်းတဲ့မှာကံကံရဲ့ကျိုးကိုယုံကြည်ခြင်းကောင်းတာလို့ရင်ချမ်းသာလိမ့်မယ်မကောင်းတာလို့ရင်ဆင်းရဲလိမ့်မယ်လို့ဆိုတဲ့လောကကြီးရဲ့လွဲချော်မှုမရှိတဲ့အမှန်တရားကမ္မနိယမဒါကိုအရှင်တို့စိတ်ထဲကတတ်ဝင်ယုံကြည်နိုင်မယ်ဆိုရင်ဒါကိုတရားတရားလို့ခေါ်တာမြတ်စွာဘုရားက ဒီယုံကြည်မှုဆိုတဲ့ဒီတရားတရားအလွန်တန်ဖိုးကြီးတဲ့အတွက်ကြောင့်စိတ်ထဲမှာသူအမြဲတမ်းရှိနေတဲ့တဲ့။ဘာလို့လို့တော့အဲ့ဒီတရားတရားရှိမှယုံကြည်မှုရှိမှဦးဇင်းတို့တွေကကောင်းမြတ်မှုမျိုးစုံတွေကိုလုံနိုင်လား။ကောင်းမြတ်မှုမျိုးစုံကိုလုံဖြစ်မှကောင်းမြတ်မှုမျိုးစုံရဲ့အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခတွေကိုရနိုင်တာ။ဟော။အကြောင်းအကျိုးဆက်ဆက်ပြီးတော့နားလည်ရမယ်နော်။ချမ်းသာဒုက္ခနဲ့ယုံကြည်မှုရဲ့ကြီးကျယ်တဲ့အဲ့ဒီဆက်နွယ်မှုကိုကျွတ်တို့မြင်တတ်ဖို့လိုတယ်ပေါ့နော်။ ယုံကြည်မှုရှိမှကောင်းတာကိုလုပ်နိုင်တယ်ကောင်းတာလုပ်ဖြစ်မှချမ်းသာနိုင်တယ်အဲ့တော့ဒီမှာယုံကြည်မှုရှိမှကောင်းတာကိုလုပ်နိုင်တယ်ဆိုတာဒီကိုလက်တွေ့ကြရနားလည်ဖို့လိုတယ်ဆိုကြပါစို့ဦးဇင်းတို့တွေဒါနရဲ့အကျိုးပေးကိုမယုံကြည်ဘူးဆိုရင်ဒါနပြုရမလားတိလာရဲ့အကျိုးကျေးဇူးတွေကိုမယုံကြည်ဘူးဆိုရင်လည်းတိလာနဲ့ပြည်စုံအဲ့ဒီလိုနေပါမလားနောက်တမာရီပညာဘာဝနာလုပ်ငန်းရဲ့စွန့်ရည်တက်တည်ကိုမယုံကြည်ဘူးဆိုရင်လည်းဘာဝနာတည်းပွားများပါမလားမပွားများဘူးနော် ယုံကြည်မှုရှိမှလှုပ်တာလှုပ်တယ်ဆိုတဲ့နေရာမှာတမယုံကြည်မှုပေါ်မှာမူတည်ပြီးတော့ပဲအကြီးအသေးအနည်းများကွာနေသေးတယ်။နည်းနည်းယုံတဲ့လူကနည်းနည်းလှုပ်တယ်ပေါ့။အများကြီးယုံတဲ့လူကအများကြီးလှုပ်တယ်။နည်းနည်းမှမယုံတဲ့လူကနည်းနည်းမှမလှုပ်နိုင်ဘူး။